ဲ့တော့ပြီးပြောပြအောင်မယ်ဟိုခွေးတောင်သားအကြောင်းနောက်ရှောက်ပြောနေတာဆောက်ယူဆောက်ပြောမယ်ရရမယ်ခင်ဗျားတို့ခဏဆောင်ကြည့်အေးမင်းသားကြီးလားဗာမင်းလားအောင်လားဆောက်ပေါ်မီလို့ဟမ်ခွေးတခုခွေးဝဲသားကောင်ကျွန်တော်တိတာကတော့ဒီကောင်ရဲ့ဆောက်ခွက်နဲ့ဆောက်ယုံနေရဒန်နဝရံဂျီရဝရံဘီလမြဲခွနဝရံဆလိုက်ခွနဝရပလင်းခွနဝရဆိုရဲကောင်ကျွန်တော်လုတ်ပြမယ်မနေ့ကတော့ကျွန်တော်လေဟုတ်သဘူး ဟင်ဘယ်လိုစီရီအာမလေးဒီကောင်တန်းယူယူနေရလားမသိဘူးအခုကဘာဖြစ်လဲဆိုတော့ဟဲ့အောင်သွားချတိုက်ချချဆိုတော့ရှေ့ခေတ်စစ်တိုက်တဲ့နီးနဲ့တိုက်လို့မရတော့ဘူးဗျဒီဘက်ကနီးပညာနီးပညာခေတ်ဖြစ်တဲ့ကတော့နီးပညာနဲ့တိုက်မှရမှာနှောင်းဝင်ဒီကကဟိုကဂျားပြတ်စောင့်တိုက်တာနဲ့စနိုက်ပါနဲ့စောင့်ပြတာနဲ့အကုန်ဒုက္ခတွေတယောက်ပြီးတေးကုန်နေတယ်ဟိုသူကပြင့်လဲအကောင်ကြီးပဲရွေးပြတာတိတိကျကျခုကများတက်ကကွန်မန်ဒါတွေပဲပြတာဘာလို့ကွန်မန်ဒါတွေပြင့်မှာဒီတက်ကဖျော်ပြဖြစ်မှာဘူးဗျ โอเคကျွန်တော်ညီကိုမတော်မများအားလုံးပဲတော်လန်မနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ဖိုင်ဘလော့လေးကနေပြန်လိုက်ပြီးတော့ကြိုဆိုလိုက်ပါတယ်ပေပလာ26ရက်နေ့ရဲ့မနက်ပိုင်းစစ်ရေးသတင်းလေးတွေကိုဖတ်ပြပေးပြီးရင်ဒီနောက်မှာကျွန်တော်တို့အောင်ပွဲရဗီဒီယိုလေးတွေရဲ့ဟိုဘတ်အော်ဒန်ဇာရဲ့ကောက်ကောင်းနေလိုင်းမတ်တိုက်ဘလိုတွေကြိုက်ထားကြအောင်မလဲဆိုတော့ကျွန်တော်တို့တော့ပြီးတော့ကြည့်လိုက်အောင်ခင်ဗျာကဲတော့ပထမဆုံးကျွန်တော်ဟာလီဝေးစကန်သိန်းတက်ပွဲရဲ့သတင်းကောင်းလေးကတော့ တနင်္သာရီတိုင်းဒေသဒဝဲခရိုင်ရေဖြူမြို့နယ်စီဟာလီခွေအကြံပတ်စစ်ကောင်စီစခန်းကိုဒေါ်လန်ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာဗိုလ်ကြီးတအူးတေဆုံးပြီးစကားစားတပ်ဖွဲ့ဝင်16ဦးအစင်ဖမ်းမိတဲ့အပြင်လက်နက်16လက်သိမ်းစီရရှိခဲ့တယ်လို့ DNLA ကဧပြီလ28ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ မောင်မဆောင်ကြီးပါရေးတဲ့ဝဲအမှတ်စစ်ပြည်တော်စုလမ်းမကြီးပေါ်စီဟာလီခွေအကြံပတ်စစ်ကောင်စီစကန်ကိုအေဗလာ26ရက်နေ့မနက်6နိုင်ခန့်မှာဝင်ရောက်တိုက်ခတ်ခဲ့ပြီးစစ်ကောင်စီရဲ့လက်နက်ကြီးလေရင်ပစ်ကူတွေပေးခဲ့တဲ့ကြားကနေတင်ပိုက်ခဲ့ရမှာတော့ဗိုလ်ကြီးတဦးတိတ်ဆုံးပြီးစကားစားတပ်ဖွဲ့ဝင်16ဦးအစင်ဖမ်းမိခဲ့တယ်လို့ဆိုတာပါတယ် MA1 6လက် MA2 တက်လက် MA3 6လက် MA4 တက်လက် MA11 တက်လက် BA100 တက်လက်နဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဲ့တော့ဒီတတိယနဲ့ပတ်သက်ပြီးတော့ဒီနောက်မှာလည်းဒါကျွန်တော်စီတီတန်ဘူကြီးထက်မြက်ကအဲ့ဒီတက်ပွဲမှာပါဝင်ခဲ့တဲ့ရဲဘော်ဖာကြီးနဲ့အင်တာဗျူးတဲ့ထဲမှာဆိုရင်သူရဲ့ပြောပြချက်အရအဲ့ဒီဘူကြီးဆိုတဲ့ကောင်ကသူ့ရဲ့လက်အောက်ငယ်သားတွေကပဲသူ့ကိုပြန်ပြီးတော့ပြစ်တက်လိုက်တယ်ဆိုတဲ့သတင်းကျွန်တော်သိရတော့ဗောနော်အဲ့တော့ဒီတတိယနဲ့ဖတ်ပြပေးပြီးရင်အဲ့ဒီအင်တာဗျူးလေးကိုလည်းဒါကျွန်တော်ကြည့်ရမှာပဲဖြစ်ပါတယ် ဒုတိယကျွန်တော်ကိုချီတို့ဘက်ကတည်င်းကောင်းလေးတပုတ်ကလည်းရခိုင်ပြည်ကြောက်ဖီမျိုးနယ်ကတက်ဝဲတွေကိုစေလွှတ်လိုက်တဲ့စစ်ကောင်စီတက်မှကိုကိုမဘူကြီးတူအပါဝင်တက်ဖွဲ့ဝင်တချို့ကြောက်ဖီအယောက်မှလက်နက်တွေနဲ့အတူထွက်ပြေးပျောက်ဆုံးနေကြောင်းသိရပါတယ်စစ်ကောင်စီနဲ့နီးစပ်သူအမျိုးသားတူကဒီနေ့ပဲလေကြောင်းကနေလွှတ်လိုက်တာဒရင်တုံးကတဲ့ကရောက်နေတဲ့သူတို့တက်မှကိုကိုစစ်ကြောင်းစီကိုတွားတာပါကြောက်ဖီလှေစဲကအထွတ်ရဲတရင်ဘက်ကိုတွားတဲ့လမ်းမှာထွက်ပြေးသွားတာဘုံမှုတယောက်ရဲ့သူ့ရဲ့လက်ပါစီတချို့ရဲ့အခုထိပျောက်နေတုံးမှဆိုပြီးတော့ပြောပြထားပါတယ် အဲ့ဒီပျောက်ဆုံးနေတဲ့သူတွေကိုကြောက်ဖြူအခြေဆက်အမှတ်32ရဲတက်ရင်ကြောက်တလုံးကိတ်ခလာရ3အပါဝင်အခြေဆက်တက်ရင်တွေကစစ်ကြောင်3ကြောင်နဲ့အနီနာစီကြေးရွာတွေကိုစစ်ကြောင်ထိုးကအပူတပြင်းလိုက်စာနေတယ်လို့လည်းမြေပြင်ဒေသခံစစ်ရေးတရင်မြစ်တူကနရစ်စရာကိုပြောပြထားတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်ညာအဲ့တော့အခုလိုမျိုးထွက်ပြီးတင်းဆောင်နေတဲ့သူတွေကကျွန်တော် တော်လိုင်းတက်ဖွဲ့ဝင်နေစီကိုရောက်ပြီးဆိုရင်တော့အန်ဒီရဲ့ကင်းပါပြီဒါပေမဲ့လည်းဒါကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်နေစီကိုမလာဘဲနဲ့ကိုယ့်အကူတင်းဆောင်နေတယ်ဆိုရင်တော့ နော်တို့ဒီအကြံပတ်စစ်ခွေတက်ရဲ့ရန်ကိုလည်းကြောက်ရအောင်မယ်ဒါကျွန်တော်တော်လိုင်းတက်ဖွဲ့တွေရဲ့ရန်ကိုလည်းကြောက်ရအောင်မယ်အဲ့တော့အခုလောလောဆယ်ဆယ်တော့ဘယ်နာမှစီနီမန်းတော့မသိသေးပါဘူးတတိယသတင်းကောင်းလေးတပုတ်ကလည်းဧပြီလ26ရက်နေ့မနက်9:00နာရီခန့်အချိန်မှာမင်းလာမြို့နယ်အပိုင်းဘကိုးရုံမှအဆက်မှစီးတဲ့ကြေးရွာတွေကစစ်ပေးဆောင်နေတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုလိုင်လံဖောက်တွင်ခိုးယူနေတဲ့အကြံပတ်စစ်ကောင်စီတပ်သားတွေကစားချောင်းရွာထိုက်ကြိုးတရားပေါ်တက်လာစဉ်တာယာဝတိခရိုင်တပ်ရင်33ညနဲ့တက်ခွဲနေရဲဘော်တွေကစောက်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ပေဒီတက်ခတ်မှုအတွင်တော်လိုင်းရဲဘော်တွေဘက်ကပြစ်ခတ်လိုက်တဲ့40မမဘုံသီးနှလုံးကသူတို့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဘုတ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော်လိုင်းရဲဘော်တွေကလည်းလက်နက်ငယ်တွေနဲ့ပြစ်ခတ်တက်ခတ်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား6ဦးမျက်မြင်သေဆုံးခဲ့ကြောင်းသိရပါတယ်ဒါပြင်အေဗလ28ရက်နေ့မှာလဲတော်လိုင်းတပ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်တပ်တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုအများပြားနဲ့အလံဖြူထောင်ပြီးအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားများလဲစစ်ကြောင်းဒေသတွင်စစ်ရေးတရင်မြစ်တွေထံကသိရပါတယ်ဆိုပြီးတော့ ခေတ်မီဒီယာကတင်ထားပေးတဲ့တတိယသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာကဲနောက်ဆုံးသတင်းကောင်းလေးတစ်ပုဒ်ကတော့ဧပြီလ23ရက်နေ့ညနေ4:00နာရီခန့်အချိန်မှာပင်ပောင်ဝဲမြို့နယ်ဒနုံမြောင်ဂိမ်းမှာဗိုလ်ကြီးဖြိုးမောင်ဦးဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဝါစိမြောင်ဂိတ်တို့ကားဖြစ်တက်လာစဉ်တော်လိုင်းတပ်ဖွဲ့ဝင်တွေကအဲ့ဒီဂိတ်အနီးကြားပြတ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် အဲ့ဒီတက်ခတ်မှုအတွင်ဗိုလ်ကြီးဖြိုးမောင်အပါဝင်အကြံပတ်စစ်ကောင်စီတပ်သားစစ်ဦးတေဆုံပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့တိုက်ပွဲအတွင်ဝါစီမြောင်ဂိမ်းမအကြံပတ်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးတွေနဲ့ပြန်လည်ပြက်ခတ်တက်ခတ်ခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေအထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျာ။ တဘာတက်ခတ်မှုကတော့တရက်ခရအမှတ်9တက်ရင်တောင်တွင်းကြီးပုံနှံဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ Viber King Column တရက်ခရအမှတ်1တက်ရင်မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တောင်တွင်းကြီးဘိတ်တနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကပဲထပ်ပြီးတော့တင်ထားပြီးတဲ့နောက်ဆုံးသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာ ဲတော့ဒီမနက်ပိုင်းတင်ဆက်ပေးခဲ့တဲ့စစ်ရေးသတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးကျွန်တော်ဟာလီဝေးစကန်သိန်းတက်ပွဲနဲ့ပတ်သက်ပြီးတော့အဲ့ဒီတက်ပွဲထဲမှာသူတို့ဗိုလ်ကြီးဆိုတဲ့ကောင်ကသူတို့ရဲ့အချမ်းဘတ်စစ်ခွေတက်ကြီးကိုယုံစားပြီးတော့နော်စစ်ကူလာမလားလေရင်ပြစ်ကူလာမလားဆိုပြီးတော့စောင့်နေခဲ့တာနောက်ဆုံးဒီကြည်စံမရှိတဲ့အဆုံးမှာတော့သူ့ရဲ့လက်အောက်ငယ်သားကပဲသူ့ကိုပြန်ပြီးတော့ပြစ်တက်လိုက်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲဘော်ဖာကြီးရဲ့အင်တာဗျူးမှာပြောပြထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်နော်အောင်မြင်မှုကတော့ဘယ်လိုပြောမလဲစကန်တက်ခုလောက်တော့တည်ရတယ် တန်တခုတော့ပဲလာတယ်အမတော်တော်လေးလဲလောက်လိုက်ရတာပဲအဲ့ဒီမှာတော်တော်လေးလဲလောက်ကြည့်လိုက်ရတယ်သူတို့ကအကုန်လုံးအကုန်လုံးဒီပါပါပဲဒါဘယ်လိုပြောမလဲကြည့်မရှိတော့လို့သူတို့ကကြည့်ပြန်ပြေးကိုကြည့်မရှိတော့ဘူးဟောအဲ့ကိုဖြစ်သွားတာကြည့်မရှိတော့လို့သူတို့လည်းလည်းချလိုက်တယ်ဟုတ်ကဲ့อืมကြည့်မရှိတော့ကြည့်မရှိတော့လည်းလည်းချလိုက်ရတယ်သူတို့ကတနေ့ကိုတောက်ခန့်တယ်သူတို့ကလေတောက်ခန့်တယ်ဆိုတာလေဟိုရဟိုက ဟာလီဂွေနဲ့ဒီလက်ရှိရှိနေတဲ့ GTC နဲ့ဆိုမီတာ500 600လောက်ပဲကွာမယ်။ဟိုဖျားမဲ့ဂိတ်နဲ့ဆိုရင်တော့တော့တထောင်လောက်ကွာမှာပေါ့။ဟုတ်ဟုတ်။မီတာတထောင်လောက်ကွာမှာ။အဲ့လားလောက်ရှိတယ်။အဲ့လားသူတို့သူတို့ရဲ့ဖွဲ့တွေအဲ့ဒီမှာသူတို့ဖွဲ့တွေရှိနေတာ။အဲ့လားလောက်ပဲကွာတယ်။နောက်ပြီးတော့ဟိုလေဝဲဖက်မှာဆိုတော့ဟိုအာမတ300နဲ့နှစ်မိုင်လောက်ကွာတယ်ကိုရ။ဟောဝေး။စောင့်ပါပဲလေသူတို့ကတော့သူတို့အဖေကယုံပြီးတော့စောင့်ပါပဲ။သူလာမယ်ဆိုပြီးတော့ပေါ့။ သူတို့သူတို့ကတော့စောင့်တာပဲဒီမှာပြည့်ဟိုဖြစ်ပြီးတော့ကြီတော်ကုံလက်တိကိုသူတို့ပြန်ကုကန်လိုက်တယ်ကျွန်တော်တို့စောင့်တာဟိုမှာ GDC မှာရှိတဲ့သူတို့ဟိုဟာတွေကအော်တို့ဖွဲ့တွေကသူတို့လာကူဘုန်းနေနေတာဒါသူကသူလမ်းလျှောက်နေတယ်ဟိုမှာဆက်လိုက်လေးတောက်ပြီးတော့လျှောက်လက်ကောင်းရှာဒီမှာတိုက်ပွဲကြီးကျယ်ဖြစ်နေတယ်ပြန်လာအဲ့လိုတိတော့အဲ့ဒီကောင်လေးတိတ်တက်ပြက်ပြန်လာမရတော့ဆက်ချောင်းရောရှင်ရလာတယ်ဆက်ချောင်းရောရှင်ရလာတယ်ဒါပေမဲ့ဘိုးရသူ့ကသူပြက်တက်သွားတော့မဟုတ်ဘူးသူ့ကသူပြက်တက်လိုက်တာမဟုတ်ဘူးအမပါစားလို့ အားစားလည်းရှိတယ်နောက်နောက်ပြီးတော့ကျွန်တော်မိတာတဲ့ထမဟိုဟာဗာလဲစိတ်တက်ပူကြီးစိတ်တက်ပူကြီးတယောက်ပါတယ်လုံးပွင့်တဲ့ပူကြီးဟုတ်ကဲ့သူရကံပူလည်းပါတယ်နောက်သူကပူကြီးကသူကဟိုဟာပေါ့အချင်းမြန်အချင်းမြန်တက်ပူကြီးကကြတော့သူကထိတာလည်းကိုရအချင်းမြန်တက်ပူကြီးကထိတာလည်းထိတာတော့ဒါမှမဟုတ်ထိတာတော့သူလည်းသူထင်တယ်ဘယ်လိုပြောမှန်းလာလိုက်မှပဲသူထင်တယ်ပေါ့စကူလည်းနီနီလေးပဲဆိုတော့လေအကောင်လုံးကနီနီလက်လက်လက်တကံပဲရှိတယ်ဆိုတော့သူလည်းတော်တော်လေးတောက်ခတ်ခဲ့တယ် ဟုတ်ကဲ့ကဲ့တော့သူပေးရလားနဲ့သူတပတ်ပဲဖြစ်မှာသူဘိုးဘိုးကြီးချင်းမြန်ဘိုးကြီးပေးရလားနဲ့သူတပတ်ပဲဖြစ်မှာနောက်ဆုံးတော့သူတပတ်ပဲသူရှင်းရရှင်းပြီးတော့အကုန်လုံးထွက်လာလာတယ်မျိုးကဲကြည့်ပါဦးအောင်ပါတော့ကျွန်တော်ပြည့်ပါတယ်ဘယ်လိုပုံကြီးဘယ်လိုဘာသာချစ်တော့သူတို့သူတို့ချင်းချင်းနဲ့တော့ဘယ်လိုတွေဖြစ်နေလဲဆိုတော့အဲ့ဒါတော့ကြည့်တော့ဟုတ်တယ်ဟုတ်ဘိုးဘိုးကြီးတယောက်တော့အဲ့ဒီပုံစံလားတော့ဖြစ်သွားတယ်ဟောပြောရခါနောက်ဆုံးတော့သူကကျန်တဲ့အကောင်ကကျန်တဲ့ဟိုမှာထွက်ပြေးသွားတာလည်းရှိတယ်ထွက်ပြေးသွားတာလည်းရှိတယ်အကုန်လုံးဆိုရင် ဒေတာနဲ့ပါ20လောက်ရှိအောင်ပေါ့20လောက်ရှိတယ်အဲကျွန်တော်ကျွန်တော်တို့အရှင်မိလာတော့16ရောက်ဟုတ်16ရောက်16ရောက်မတန်တဲ့16ရောက်အဲ့ဒီစေးတဲ့စေးတဲ့ဘုံကြီးကလည်း तू ကဟိုဟာမှာဆိုရင်ပါချိန်မိုးမင်းမှာဆိုရင် तू 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 ကအာနာမရှိဘူးလားမသိဘူးအဲ့လိုအဲ့လိုအဲ့လိုလားမသိဘူး तू ကပြောလို့မရဘူးဖြစ်တယ်ဖြစ်တယ်အင်းအဲ့လိုပုံစံဖြစ်မှာအဲ့အကုန်လုံးကလက်နဲ့ချဖို့သူတိုင်ပင်လာပြီးရပြီဒီချိန်မြန်ဘုံကြီးကကျတော့ तू ကမချဘူးအသက်လည်းငယ်ငယ်ပဲရှိသေးတယ်26လောက်ပဲရှိမှသေးတယ် သူကဒါဘယ်လိုလဲစောက်တယ်စစ်ကူကိုစောက်တယ်လာလိုက်မယ်ပေါ့အဲ့လိုတွေးပြီးတော့စောက်တယ်နောက်ဆုံးတော့ကျွန်တော်တို့ညနေဟိုလာရှိပြီတဲ့ငါးလိုက်ခွဲလောက်ရှိပြီအဲ့လောက်လောက်ပေါ့မနေ့ငါးလိုက်ဟို6လိုက်ရန်နေစတိုက်တာအော်တချမ်းမနာဘူးပြီပေါ့အကောင်တော့နောက်ဆုံးဘယ်လိုလဲဟိုကသူကအဲ့ဒီဟိုကသူတို့စကန်အဲ့ဒီကပြင်ရချဲ့တယ်နောက်ပြီးတော့အဲ့ဒီမှာသူတို့ကတက်ဖြတ်တော့တယ်ဆိုတော့လေနောက်ဘလော့ကျင်းတူလာတယ်ဆက်သွဲမြောင်းတယ်အကောင်လုံးတူလာတယ် အဲ့တော့တဖြည်းဖြည်းတအိမ်ပြီးတအိမ်တအိမ်ပြီးတအိမ်ပြီးတဆုတ်ခဲ့တာနောက်ဆုံးတအိမ်ကျတော့သူတို့ဆုတ်လည်းမရှိတော့တော့ကြောင်ပိတ်လာတော့သူတို့ဆောက်ပါမရှိဘူးဒါပေမဲ့ပြောတယ်သူတို့ဘယ်လိုလဲလက်လက်ချောက်ကိုတင်းတင်းပြောတယ်အကုန်လုံးကဘိုးရအဲ့ဒီစကန်တစ်ခုလုံးတိုင်လိုက်မှကြီးရ200 300လောက်ပဲကျန်လို့တော့တော်လေးကိုပြေတော့တာအဲ့ဒါအဲ့လောက်ပဲကျန်လို့တယ်နောက်ဘယ်လိုပြောမလဲသူဘိုးရလည်းအဲ့လောက်ကြီးအဲ့လောက်ကျန်တာတော့မှလက်လက်မချပဲနဲ့သူကတော်တော်လေးကိုဟိုဟာပြေကောက်ွယ်ခဲ့တယ်စကန်နောက်ဆုံးတော့သူတို့သူတို့ချင်းချင်း ကျော်ပြီးတော့ထွက်လာခဲ့တယ်ကဲတော့နော်ကိုကိုကိုထိုးကြီးခံနေလို့ခံနေရမှမသိတဲ့កောင်တွေကသူတို့ရဲ့ခွေတက်ယူယုံစားပြီးတော့အသေးခံပြီးတော့တိုက်ပြနေတာနောက်ဆုံးတော့လည်းជីကုံကန်ကြီးကြတော့သူတို့အချင်းချင်းတည်းရပဲပြန်ပြီးတော့အတိတ်တရားမဝင်သေးတဲ့စစ်ခွေဘူကြီးကိုသူတို့လက်အောင်ငယ်သားကပဲပြန်ပြီးတော့ပြတ်တက်လိုက်တယ်ဆိုတော့ကခွေတီဝတ်တီနဲ့ငရဲပြီးရောက်သွားပြီးတော့နော်တကယ်လည်းအဲ့လိုလောက်လိုက်မှပဲသူတို့ဒီလက်အောင်ငယ်သားတွေကလည်းအသက်ဆင်ခွင့်ရအောင်ပါနော်မဟုတ်ရင်သူတို့တွေပါအတိတ်တရားမဝင်သေးရင်တော့ တို့လည်းတို့ဘိုကြီးနဲ့ထပ်တူငရဲပြည်လိုက်ပြီးဆင်းသွားရမှာပဲအခုလိုလမ်းမှန်ရွေးချယ်လိုက်တော့ဒါတို့လည်းအသက်ဆင်ခွင့်ရသွားပြီပေါ့နော်အဲ့တော့အဲ့အတိတ်တရားမဝင်သေးတဲ့ဘိုကြီးဆိုတဲ့ကောင်ကိုပြတ်တက်လိုက်တဲ့ရဲဘော်ကိုလေးစားပါတယ်ကဲနောက်တဲ့ဒီဂရီနီပြည်နယ်ဖားဆောင်မြို့ကမော်ချီဒေတာကိုတို့ဒီအကြံပတ်စစ်ခွေတက်လေနဲ့ဘုံကျဲလိုက်တာတရုတ်နိုင်ငံသားတယောက်ကသေသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရုပ်တံသတင်းလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဂရီနီပြည်ဖားဆောင်မြို့ကမော်ချီဒေတာကိုစစ်ကောင်စီလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တရုတ်နိုင်ငံသားတအူပါဝင် ဒေသခံတွေထိခိုက်သေးဆုံးခဲ့ကြတယ်လို့မြေပြင်ကသတင်းမြစ်တွေက ARD ကိုအတည်ပြုပါရယ်။မော်ချီဒေသကိုတိုက်ပွဲမရှိဘဲဧပြီ23ရက်ကနေစတင်ပြီးလေးရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပြီးဧပြီ24ရက်ကမော်ချီကအမှတ်နှစ်ပိုင်းတွင်းကိုတိုက်ခိုက်ခဲ့မှုမှာတရုတ်နိုင်ငံသားတအူသေဆုံးခဲ့တယ်လို့ဆိုပါရယ်။အမဟုတ်တယ်ကောပြောနေကနေသိချင်တယ်ဟုတ်လားဒါမှနိမဟုတ်ဘူးကတတင်းထောက်ကုန်စံကြောလို့ပြောနေတယ်ဒါပေမဲ့ကျွန်တော်တို့ထက်ကနေပြီးတော့အစုပြေသွားဆိုတော့ကီလိုဗျူနိုင်မယ်ကျွန်တော်တို့ကြည့်ထားလောက်ကတော့အကင်းထောက်လို့ပြောတယ် ဘယ်ကုန်ကရှိရရုပ်လေးရှိရတော့မိုင်းနွေတရာကစီမိုတချို့ရှိရဝတ်ဖာချိကွာဆမောအမှားကလောက်သားနေပဲရှိပါစစ်လိုလဲစပေးဆောင်ဘောနော်လောက်ခေါနေလောက်စပေးဆောင်ပြီးလုံးလုံးကြရလိုရပဲရှိပါနဲ့ဒါအပြင်ဧပြီ26ရက်မှာတော့မော်ချီကကင်းဒီလူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတက်ဦးကလလတရုံရှိရနေရာတွေအပါအဝင်အယက်သားတွေရှိရနေရာကိုတိုက်ခိုက်ခံခဲ့ရတာပါဒီလေကြောင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ရတားပြည်သူ၅ဦးထပ်မံတေဆုံးခဲ့တယ်လို့လည်းသိရပါဗျ။မော်ချင်းပေါ်လေတဲ့ဝဒူရောမာဒရီကလာယာ အမယာတတော်လေးတတော်မရှိဘူးအဲတတော်လေးပြည်ရအထိုင်တကြီးမကြောက်ဘူးကြီးဟိုတို့ကတော့အကောက်ကမှာပဲကျွန်တော်တို့လည်းအဲ့ဒီဟောင်းအဲ့ထိုးဖို့တို့ချိုးစားနေတယ်ထင်ပါ level လေးလာခေခါရတော့ပေါ့နော်ခဲမဖြူဖြိုင်နှံနဲ့အခြားတချို့တွင်လုပ်ငန်းတွေရှိတယ်မောချီးသေးတာဟာဒုတိယကဘာစစ်ကာလကလေးကခဲထုတ်ယူနေတဲ့ကဘာကျော်ခဲမိုင်းတစ်ခုဖြစ်ပြီးတော်လိုင်းတက်တွေလက်ထဲမကြခင်အထိစစ်တပ်အတွက်ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်ခဲ့တာပါဒီလုပ်ငန်းတွေကိုဥပိုင်ကုမ္ပဏီတွေနဲ့တရုတ်ကုမ္ပဏီတွေကအဓိကလုပ်ကိုင်ခဲ့ပြီး

မွန်ကြီးမှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲစစ်ကောင်စီကမိုင်းတွေကိုပြင်မှတ်ထားပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်လူတွေကိုအစုလိုက်ပြုံးလိုက်ဒေဆုံးနိုင်တဲ့အနေအပါရှိနေတာဖြစ်ပါတယ်အခြေခံပြတော့လူထုတွေကတော့ဒီဟိုဟို ဒီသူရဲ့နေ့တို့ကလောက်ကန်စတာဖို့အတွက်ကတော့ဟိုမိုင်းမိုင်းလုံးကောင်ပဲဖြစ်ဖြစ်အပေါ်မှာရောက်မဲ့ပကားတာဖြစ်ပေါ့နော်အော်လုံနေမှာပဲပေါ့နော်အဲ့ဒီလူထုတွေများစုလောက်ကန်စတာတော့တဲ့အနေအထားကိုပုံချေတိုက်ခတ်ခြင်းရတော့ကျွန်တော်တို့ကတော့အမှန်တော့မလို့အပ်တဲ့ဒီပြမမဟုတ်တဲ့နေရာလို့ပြောလို့ရတော့ပေါ့နော်အာစစ်ကောင်စီအနေနဲ့အာဒီဟိုစီရမဟုတ်တဲ့နေရာတော့မဟုတ်လေစီရဟုတ်တဲ့နေရာတော့မှတိုက်ခတ်မယ်ဆိုရင်ကျွန်တော်တို့ဒီ အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီအခေါ်ပဲပြောမယ်ဆိုတော့တိကျတဲ့ target ကိုပဲရွေးချယ်ပြစ်ပြစ်ခတ်တက်ခိုက်ရမှာပေါ့နော်အဲ့ဒီပုံမှာကျွန်တော်တို့ကကြော်လုံတယ်လို့ပြောလို့ရတယ်ဥပမာဆိုရင်အမနေ့ကပြစ်တဲ့ပုံစံကိုကြည့်မယ်ဆိုရင်ကျွန်တော်လူထုတွေအများစုနေထိုင်တဲ့နေရာတွေနော်လမ်းတွေလမ်းဘေးတွေနောက်ပြီးတော့မှချက်ချောင်းတွေကို target ထားပြီးတော့မှပြစ်တာတွေကျွန်တော်ကျွန်တော်တွေ့ရတော့ပေါ့နော်လူထုတွေလောက်ကစားတောက်တဲ့နေရာတွေကိုဟိုပြစ်ခတ်တော့ပေါ့နော်ဒါကအာအာသိရအောင်ဆိုမှုပုံစံတစ်ခုမျှော်လင့်လို့ကျွန်တော်ပြောလို့ရပါတယ်ခင်ဗျ ကဲတော့စီကျင့်ဖြစ်ရဲ့မရေပါတားလေးဝရံပြေးလောက်မင်းရောက်လိုက်ငပုကတော့နော်သူတို့ပထွေတရုတ်ကြီးကိုအခုလိုကျေးဇူးတွေတုတ်ပြန်လိုက်တာသူတို့တရုတ်နိုင်ငံသားတယောက်ပါသေတော်ရတယ်ဆိုတော့နောက်ဆက်တွဲပါရီဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်စောက်ကြည့်ကြတာပေါ့နော်အဲတော့တခိုးမှာတရုတ်ကန့်ချင်တဲ့တရုတ်ကြီးဘာတတ်နိုင်သေးလဲဟမ်ကဲလာပါပြီဟိုဘအောက်တန်စာရက်ကွာဒီစပားပွဲစားကြောင်မျိုးမင်းကလည်းသူတို့ဒီအချမ်းဘတ်စစ်ခွေတက်တဲ့ရကောင်းနေစစ်ကြောင်လိုက်ကိုတကြောင်ပြီးတကြောင်အဖြုတ်ခံနေရတယ်ဆိုတော့ကဒီကောင်ကသူ့ရဲ့ဒေဝဒက် view ဟာတွေကိုဘယ်လိုတွေချပြထားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာ တကိုင်းအပေါ်ပါအပေါ်ပဲတောင်ရင်တောင်ရွာနဲ့တောင်ရင်မြောက်မြောက်ပေါ့နော်ဂျားမှာသူက PDF လူထောင်တော့ PDF နဲ့ KIA တက်ဖွဲ့မင်း KIA တွေပါအဲ့ဒီရောက်နေတာမန္တလေးနဲ့စကိုင်းစကိုင်းကနေဟုတ်ပဲဆိုတာကျွန်တော်စုစုအောင်သွားရမယ်ဆိုရင်2နာရီ3နာရီ2နာရီလောက်ပဲမောင်းလိုက်တယ်ရောက်နေပြီအဲ့လိုနေရာကိုတော့ PDF တွေနဲ့သူ KIA တွေပါရောက်နေတယ်အဲ့တော့တောင်ရင်တောင်ရွာနဲ့မြောက်ရွာဂျားမှာရှိတဲ့ဒီအဲ့မှာတောအုပ်လိုမျိုးလေးအုံအပင်တွေပါရှိတယ်နောက်တစ်ခါဟိုအဆောက်အဦလေးလေးရှိတယ်ပေါ့ အဲ့နေရာကြီးတွေကို PDF တွေနဲ့ KI ပူပေါက်ဖွဲ့လူထောင်နီးပါလောက်စုဖွဲ့နေတယ်တဲ့ဘာကြောင့်စုဖွဲ့လဲဆိုတော့အဲ့နေကန်ကြီးပြောကြားချက်ကဘာကြောင့်စုဖွဲ့လဲဆိုတော့ပြီးခဲ့တဲ့ရပိုင်းကစစ်တပ်ကတက်မှတုံးတုံးတက်ကအပေါ်ကိုတက်ပြီးတော့စစ်ကြောင်းတွေထိုးလိုက်ရှိတယ်နင်းနင်းရှင်းလင်းလိုက်တာရှိတယ်အဲ့ရှင်းလင်းလာတာကြားလို့သူတို့ကချားချားပြတ်ချောင်းမြောင်းတိုက်ခဲ့တယ်မိုင်းဆွဲတဲ့တက်တွေတက်စစ်ကြောင်းဖီယိုဖျက်ဖြစ်သွားတယ်အဲ့တော့ဖီယိုဖျက်ဖြစ်သွားတဲ့အတွက်နောက်ထပ်တက်စစ်ကြောင်းထပ်လိုက်လာတဲ့ခါမှာအဲ့လိုက်တဲ့တက်စစ်ကြောင်းချားပြတ်တိုက်ခဲ့မှုတွေသူတို့ကရှင်းပြောတာစောင့်နေတာဟာတဲ့အဲ့တော့နေကန်ကြီးရဲ့ တချို့တော့ဒီငရင်းရင်းမြစ်တွေပြောကြကြရဆိုရင်သူတို့ကတက်ခဲ့ဟွာဟူစစ်ကူစစ်ကြောင်းတွေကိုလာအောင်မြှုပ်ခေါ်ထုတ်ညှူပြီးတော့ခေါ်ထုတ်ပြီးတော့ညှူညှူထုတ်ဘယ်လိုခေါ်မလဲစစ်ပြီးတာပေါ့ခေါ်ထုတ်တာပေါ့နော်ဟိုဖြားဖြားအောင်ပြီးတော့ခေါ်ထုတ်ပြီးတော့သူကတယောက်ချင်းစီအမဲ့ချီချွေမယ်တိုင်ရင်တစ်ခုချင်းအမဲ့ချီချွေမယ်ဆိုရင်ယူခြင်းနဲ့သူတို့လုံနေကြတဲ့သဘောလို့မြင်ရတယ်အဲ့ဒါပါဆိုပထမအထွက်တော့လဲဘဒူရောင်တိုက်မယ်ဆိုပြီးတော့သတင်းပေးတယ်သတင်းပေးတော့ဘဒူရောင်တကယ်တိုက်မယ်ထင်ပြီးစစ်တပ်ကကဲဖို့သွားတဲ့အချိန်မှာအဲကဲဖို့သွားတဲ့ကောင်ကိုဂျားအဖြတ်တိုက်လိုက်တယ်တံမီးကုန်းတော့တိုက်လိုက်တော့အခု တက်ကစစ်ကောင်ပေါက်ကွဲနေတာတောက်ဆုတ်ခွာပြေးရတယ်ဖြစ်လာတယ်အဲ့တော့တက်အနေနဲ့ကစစ်ကြောင်းထိုးတာထိုးလို့ရတယ်ဒါပေမဲ့စစ်ကြောင်းထိုးတဲ့အခါမှာမြေပြင်စစ်ကြောင်းတွေပြင်ဝင်ရတယ်ရဟရဲ့မှာပြန်တန်းတာမျိုးဒုံးတွေပြန်တာမျိုးနဲ့ဒုံးနဲ့ဒုံးနဲ့တိုင်းနဲ့သွားတာမျိုးအလုပ်ဖို့တင့်တယ်လို့တိုက်တွန်းခြင်းနဲ့ဘာလို့မဟုတ်ရင်ခင်ဗျားဒီကောင်တွေကကြည့်ရတာလူလဲကြပြီးရွေချက်ရှိရှိနဲ့သူကဒီတက်မတော်စစ်ကြောင်းတွေတက်လာမှာကိုစောင့်တယ်ပြီးရင်အလေကောင်ဖြတ်ပိတ်တယ်ကန့်လန့်ဖြတ်ပိတ်ဖြတ်ပိတ်ဟိုဘက်အထက်ကိုဖြတ်ပိတ်ပြီးတော့ဝိုင်းပြီးတိုက်မယ်ဆိုဝိုင်းဘက်ပိတ်ဆိုတိုက်မယ်ဆိုရင် တတ်မလို့လဲဘယ်ခံနိုင်မလဲဗျာခင်ဗျားဘောအင်းကသိတာဗောခင်ဗျားကောင်းချီဝိုင်းထားမယ်ဆိုဘယ်ခံနိုင်မလဲဟုတ်ကောင်းပြီနော်အဲ့တော့ပြီးတော့တရတ်တွေနဲ့ပြစ်တာလေခင်ဗျားဟိုတေးမေးနဲ့ပြစ်ထားမှမဟုတ်လားအဲ့တော့ဒီနေအောင်ဆိုတော့တတ်နေကစကြောင်းထိုးတော့မယ်ဆိုတော့စကြောင်းထိုးတဲ့တတ်မှာဒရုန်းတွေကောင်းကောင်းရှိဖို့လိုတယ်ဒရုန်းပုံချတဲ့ဒရုန်းတွေကောင်းကောင်းရှိဖို့လိုတယ်အဲ့ဒီဒရုန်းတွေကောင်းကောင်းပြန်ပြီးတော့ကင်းထောင်နိုင်ဖို့လိုတယ်ကင်းထောင်ပြီးကြည့်သွားပြီးမှတော်တော်ကြာတွေ့ရနဲ့ရောက်ရောက်ရှေ့နေအောင်လှန့်ထုတ်ဖို့လိုတယ်အဲ့လိုလုပ်ပြီးမှတောက်ဖို့အကောင်းပဲနောက်ပိုင်းတတ်မလို့စကြောင်းထိုးတဲ့အခါမှာတတ်မလို့နေနေနေချင်းလေးစကြောင်းထိုးရင်ဘာကြောင့်ဒရုန်းတွေအရင်မပြန်လဲကျွန်တော်စဉ်းစားလို့မရဘူး ပြန်မတက်လို့ပေါ့။ပြီးရင်ဒီလေးမပြောင်းချင်တော့ drone ပြန်ရမယ်တော့ခုနောက်ပိုင်းပေါ်လာတဲ့ဒီ paramotor လိုဟာမျိုးပေါ့ဗျာ။ပုံစံလူလေးတွေရှိတယ်။ဒါဒီထားပါတော့ကျွန်တော်စစ်ဘက်သုံးနေရတယ်ကျွန်တော်တချို့ကပြောချင်ပေါ့နော်။တချို့အကျဉ်းချင်းပြောတဲ့လူတွေရှိပါတယ်။ဆိုတော့ကျွန်တော်ဒါတော့ဒီညမှာသိသိပြောချင်ပေါ့။ဆိုတော့ကောက်ကင်နဲ့အပေါ်ကနေကိုယ်စကြောင်းထိုးမဲ့နေရာကြီးအကုန်လုံးအင်းဆုံးကင်းတဲ့လေးနဲ့ drone နဲ့ပတ်ပြန်တယ်။ပြန်ပြီးစကြောင်းထိုးထိုးပြီးတော့မှမိအမိတ်တပေးလိုက်တယ်။ဒီကိုယ်လည်းဒီစစ်မီကိုလူလည်းလို့ယူစားတယ်။ အခုကဘာဖြစ်လဲဆိုတော့ဟဲ့သွားချတိုက်ချချဆိုတော့ရှိခင်စစ်တိုက်တဲ့နီးနဲ့တိုက်လို့မရတော့ဘူးဗျာဒီဘက်ကနီးပညာနီးပညာခင်ဖြစ်တဲ့ကတော့နီးပညာနဲ့တိုက်မှရမှာနှောင်းဝင်ဒီကကဟိုကဂျားပြက်စောင့်တိုက်တာနဲ့စနိုက်ပါနဲ့စောင့်ပြတာနဲ့အကုန်ဒုက္ခတွေတယောက်ပြီးတေးကုန်နေတယ်ကိုသူကပြင့်လဲအကောင်ကြီးပဲရွေးပြတာတိတိကျကျဒီခုငါတက်ကကွန်မန်ဒါတွေပဲပြတာဘာလို့ကွန်မန်ဒါတွေပြင့်မှာဒီတက်ကဖျူပြဖြစ်မှာဘူးဗျာကွန်မန်လုံးမလို့မရှိရင်တက်ကဖျူပြဖြစ်မှာအဲ့တော့ဟိုဒါလေးတော့အရေးကြီးတယ်ပြီးတော့စစ်စင်ရေးကိုပုံစံပြောင်းတင်တယ်လို့ကျွန်တော်မြင်တယ်ဟိုဒီနေရာမှာဟိုက်ဒါဖြစ်တယ်တော်တော်တော်အထင်တက်တက်အဲ့လိုလျှောက်လုံးနေမယ်အစား စနစ်ကြပြင်ဆင်တာကောင်းမထင်နဲ့လို့ဓာတ်တွန်းကြပါလေတက်ခဲ့ဒီနေရာလိုက်ပေါ့နော်ခုနဟိုဘုံကြီးတွေဘုံမူးတွေသူ့ဘုံမူးကြီးတွေနောက်ဘုံမူးကြီးတွေဘုံမူးချုပ်တွေပေါ့အဆင့်လိုက်သူတို့မှဒီစစ်ပညာကိုသင်ချာလို့တော့စနစ်ကြဒီခင်တယ်လျော်ကြီးတဲ့ပုံစံတစ်ခုကို version change မှုလို့လည်းပြီးတော့အပေါ်လူကြီးတွေကလည်းအမိန့်ပေးတဲ့လူကြီးတွေကလည်းအဲ version change ပြီးတိုက်မဲ့ပုံစံကိုတိုက်ဖို့တင်ပြဖို့တိုက်လာတဲ့တိုက်တိုက်ဖို့တင်ပြလာတဲ့ဟာတွေပေါ်တော့နားထောင်ပြီးတော့လိုင်လုံးကြီးတွေစဉ်းစားပြီးခင်တယ်လျော်ကြီးပြုတ်ပြုတ်လဲကြောင်းလဲပြင်လဲနဲ့တိုက်ဖို့လိုတယ်လို့ထင်တယ် ဲ့တော့မင်းသွားပြီးတော့ပြောင်းလဲပေးလိုက်လေနော်ဒီကောင်မင်းအောင်လိုက်နေရာမှာထားရမှာတိလာဘူဂျုံပကြီးကြောင်မျိုးမင်းဆိုပြီးတော့နော်ကဲနောက်ဆုံးအနေနဲ့ကတော့ဒီလောင်ဖုတ်ဟောင်းနဲ့မင်းသားကြီးဆိုတဲ့ခွေးကြိုက်ပွဲလေးကိုကျွန်တော်ဆက်ပြီးတော့ပြည်လိုက်အောင်ညာအဲ့တော့ပြီးပြောပြအောင်မယ်ဟိုခွေးတောင်သားအကြောင်းနော်ရှောက်ပြောနေတာဆောက်ယူဆောက်ပြောမယ်ရီရမယ်ခဏတော့ခဏဆောင်ကြည့်အေးမင်းသားကြီးလားဗာမင်းလားအောင်လားဆောက်ပေါ်မီလို့ဟမ်ခွေးတခုခွေးဝဲသားကောင်ဒီကောင်ကမန္တလေးမှာတက္ကသိုလ် KDB မှာလာပြီးတော့ နော်အဘကကြိုကြီးဦးမင်းအောင်လိုင်းသားလိုလိုသူကသူ့ကိုသူတို့အဘကကြိုကြီးဦးမင်းအောင်လိုင်းသားအကြီးကောင်နဲ့နော်နိုင်ငံတော်ကစာတာတို့ဟို SB တို့လည်းလောက်ကြပါဦးနော်သူကဦးမင်းအောင်လိုင်းသားအကြီးကောင်နဲ့ဒီမှာကျွန်တော်လည်း message ရေးထားတာဟုတ်ပါဘောသူအဖေးတဲ့ချစ်ဖေးချစ်မေးတဲ့ယုတ်ကကလတိန်ယုတ်နဲ့ရောနာမလို့ဖြစ်နေတာယုတ်ကဒေအိုးဖင်ယုတ်နဲ့ဒေအိုးဖင်ကိုစီလူးထားပြီးတော့မဲပြောင်လိုက်တာမှသူ့တက်ကြည့်ကောင်းသေးတယ်အဲ မင်းပဲလှစကားပြောလို့လေသူ့အောက်မှာမရှက်ဘူးမန့်နေသွားကြည့်လိုက်ခမားကဗာလေရက်စားရောင်းနေတာလားလို့ဟမ်ရထားပေါ်မှာဆေးရောင်းနေတာလားလို့ဟမ်ပြီးရင်သူ့ကိုဘလူအမြောက်ပေးလိုက်လည်းမသိဘူးဗုဒ္ဓရဲ့စਿੱတိတော်ရဲ့ဟမ်ဗုဒ္ဓစਿੱတိတော်ရဲ့အဖွဲ အကြီးအကဲခေါင်းဆောင်နေအဲ့ဘွယ်ဘယ်ရရှိလားဒီကောင်ဘလူကောင်လေ ူပြောတော့ဗုဒ္ဓစစ်တီတော်ရဲ့အဖွဲအကြီးအကဲခေါင်းဆောင်လည်းပြောတယ်။ तू ကကြတော့ငားမွေးနေတယ်။ဟမ်။ तू ရုပ်ကဘာ तू ရဲ့စောက်ရုပ်နဲ့စောက်တန်ဘလို့တန်လဲသိလား။ Down the water tear the water ဘီရမေခုန်နေ water အလိုက်ခုန်နေ water ဟမ်။ဘောမအစစ်ရကောင်း သူ့အတန်ကိုကြည့်လိုက်သူပြောနေတယ်သူကဘောဆောက်မောင်နိုင်ငံမှာရှိတဲ့ယဟန်ရှင်လူမိဘပြည်သူညီကိုမောင်နှမများများခင်ဗျာကျွန်တော်မပြောတတ်ဘူးကျွန်တော်လည်းအမသူများလာပို့တာဒီကောင်နဲ့ကျွန်တော်လည်းဖရမ်းမဖြစ်ဘူးကျွန်တော်သိတာကတော့ဒီကောင်ရဲ့စောက်ခွက်နဲ့စောက်ရုံနဲ့ဟာဒန်နဝရံဂျီရဝရံဘီလမြဲခွနဝရံဆလိုက်ခွနဝရံပလင်းခွနဝရံဆိုတဲ့ကောင်အဲ ပွေချင်းချင်းဖဲ့နေဟမ်ပြီးတော့ကျွန်တော်ဟိုတဲ့နင်းအားတဲ့ MD1 PDF တဲ့ဟုတ်လားဟုတ်လား MD1 PDF ခေါင်းဆောင်နဲ့ကျွန်တော်ကြောင်းနေတဲ့ဟိုရမခဟုတ်ပါဘူးရမခတော်ဖြစ်တယ်ဗါလဲစကိုင်းဟိုတဲ့စစ်ကြောင်းထိုးတဲ့စစ်ကြောင်းနေတဲ့နေပြီးတော့အမြန်လမ်းပေါ်ကိုတက်လာတဲ့ဟို PDF တွေတဲ့ ။ तू ပြောသေးတယ်နော်အဲ့ဒါ तू ပါဇက်ကပြောတာခမားတို့စာအတာတို့ SCB တို့လည်းဒီကောင်ကိုလွတ်ထားဒီကောင်အလွဲသုံးသားတွေ live လုပ်နေတာပြီးတော့ပါလေနေပြီးတော့တွေကိုဝင်လာတဲ့ PDF တွေရတဲ့ကျွန်တော်သတင်းပေးလို့တဲ့เออဟုတ်တော့တယ်เนาะဟဲ့မင်းနာမည်မင်းကပါမင်းနာမည်နေနဲ့မင်းဖေးတော်တော်များတယ်เนาะအဘကကြိုကြီးကိုမင်းနာမည်လိုက်ဖြတ်နေတာအဘကကြိုကြီးကိုချစ်ဖေးချစ်မေနဲ့เนาะငါမလို့ဖြစ်နေတာတော်တော်များတယ်နာမည်ကငအောင်ခေါ် ဟာမင်းလအောင်မင်းလအောင်ကိုမင်းသားကြီးမင်းတို့ဘယ်သူစောက်ယူထားပြီးအဲ့နာမည်တွေပေးလိုက်တယ်အဲ့ဒါမင်းနာမည်အရင်နဲ့တခုမှမဟုတ်ဘူးနော်ဒီကောင်းကိုမန္တလေးမှာဝိုင်းရိုက်ပလိုက်တာခေါင်းမှာအဆန်ချောင်သွားတယ်ထင်တယ်ညာတွင်ကြီးမြားမန္တလာစေးဝါနေစင်းပြေးရတာကျွန်တော်လုတ်ပြမယ်မနေ့ကတော့ကျွန်တော်လေပြောင်းသဘူးဟင်းတေနစီရီအာမလေးဒီကောင်တန်းယူယူနေရလားမသိဘူးသွားကြည့်လိုက်သူ့စောက်ကွက်ကိုလေး တော့ဆုံးဟူမင်းတဲနေစီဟာကောဘာကောင်းကြီးလုံးဟာဘလို့ကောင်းကြီးလဲပေါ့ကျွန်တော်ကကျွန်တော်ကသူများလာပို့တော့ကျွန်တော်ဘိုင်ဘာမှာလာပို့ကြတာနော်အဲသူသူရဲ့ post ကိုသွားဝင်ကြည့်လိုက်ဖျားရှိခိုးတဲ့ပုံပုံပုံနေတင်တယ်အဘကကြောကြီးဦးမင်း online ပုံနေတင်တယ်ပောက်ကြရတွေရှောက်တင်တာသူမှ like လည်းမရဘူး follow လည်းမရဘူးမန့်လည်းမရှိဘူး ကျွန်တော်ရဲ့ပုံနေတင်တယ်ကျွန်တော်မကောင်းကြောင်းတွေပြောတယ်ကျွန်တော်မန္တလေးဗား MDY PDF ပါတယ်ဩမင်းတို့ဘောမဆိုတဲ့ကောင်တွေကကြက်ပြည့်တဲ့ကောင်ဘယ်နှကောင်စီးလို့လဲပြောပါဦးခေါင်းထဲမှာချီးပဲအပြည့်စီးတဲ့ကောင်တွေကနော်အဲ့တော့တံတောင်းစားချင်းချင်းခွတ်ဆောင်တွေခုန်နေကြတာအမှန်တော့သူမသားကိုအာသူပတွေပဲအဲ့တော့မင်းကပူယူတယ်ငါပူယူတယ်မလောက်နဲ့ကျေတော့ဒီမနက်ပိုင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်အားပေးကြတယ်ကျွန်တော်ညီကောင်မတော်မတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ညနေကြမှာပဲတည်င်းကောင်းတွေစီးရင်တော့ကျွန်တော်ပြန်ပြီးတော့တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးခင်ကြပါစီခင်ဗျာ